၎င်းမင်းဒေတာခွင့်မရခဲ့တဲ့ထီနှစင်ရှိတဲ့လေးစုတက်ပြောရွှေစံတော်ဗုဒ္ဓဘာသာဝင်တွေရဲ့ဖျားစီရီတွေမှာထီတဆင့်သာရှိကြပြီးထီနှစင်ရှိတဲ့ဇေဒီဖျားရိယာဆွေတော်အင်မတန်ကိုရှာပါပါတယ်ဒါအပြင်ထီနှစင်ရဲ့အဓိပ္ပာယ်ကလည်းတမန်လူတွေမသိကြလောက်အောင်လို့တိန်ကောနေတာမလို့ဒီကနေ့ရဲ့ရွှေဘိုချန်နယ်ဗီဒီယိုလေးမှာဆိုရင်တော့ထီနှစင်ရှိပြီးမင်းနပါရဲ့စစ်ပွဲကိုအပိသက်ကငိမ့်ချန်းဇေနိုင်ခဲ့တဲ့တကိုးကြီးရွှေစံတော်ဖရာเจ้าကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဖရာသမိုင်းကြောင်းရဂရမဖရာရှင်ဟာဖရာဖြစ်ပြီးရှင်နှစ်မြောက်မှာမြမပြည်စီဒေသစာရိကြွချီလာခဲ့ပါရယ်အရိကအေယာပဌနဂါမင်းကလူအပေါင်းကိုကိုးကွယ်ဖို့အတွက်စံတော်ဓာတ်ကိုပေးသနာရန်လျှောက်ထားပေမဲ့လေအကြောင်းကိုသိတဲ့ဖရာရှင်ကတော့နဂါမင်းကိုစံတော်မပေးဘဲသူဝနာပုံမီရက်ကိုကုံသွဲသွားနေတဲ့အဇိကဖလိက ကုံသေးညီနောင်တို့ကိုသာပေးမယ်လို့မိန့်ကြားခဲ့ပါရယ် ဒါကြောင့်နဂါမင်းလဲဆန်နိုရီကိုပူဇော်ဖို့အတွက်မြကျုပ်ကိုတာလှူဒန်းခဲ့ရပြီးဖျားရှင်ကလက်ရလန်းနဲ့ဥကောင်းကိုတုံးသက်တဲ့အခါမှာဆန်နိုလေးစုပါလာပါတယ်အဲ့ဒီစနော်ရီကိုနဂါမင်းဆက်သားတဲ့မြကျုံမှထည့်ပြီးအဓိဋ္ဌာန်လိုက်လျာမြကျုံကလဝါမပြန်တက်ပြီးထန်း80မြင်းနဲ့အရက်မှရောင်စီရီမြူပြီးတော့ တပင်ဝါပရိတာကွာကြားမှာရန်နာပါတယ်သူဝနာဘုံမီကပြန်လာတဲ့ညီနောင်လေးအရာဝရီမြေချောင်းကိုဆန်တက်လာရာဆန်တော်ကျုပ်တရားကဏ္ဍကိုရောက်တော့ရွှေရောင်တဝင်းဝင်းနဲ့တွေ့မြင်ရတာကြောင့်ဂုံထက်ထိတက်ကြည့်ရပါတယ်ကောင်းမောကိုရောက်တော့ရန္နာများကျုံနဲ့တကွဆန်တော်လေးစုကိုတပင်ဝါပရိသားကြားထဲမှာတွေ့ရှိပြီးဖောင်မောကိုပြင်ခဲ့ပြီးရနောက်မြင့်မြတ်ရာကုန်းကိုရှာတဲ့အခါသူတို့တနကုန်းကိုတွေ့ပြီးရန္နာများကျုံနဲ့ဆန်တော်လေးစုကိုရွှေအုပ်ခုနှစ်ချက်ရန်ကဌာပနာကစီရီတဲပါရီ သာသနာနဲ့တရားတစ်ခုနဲ့မှဒရဘောင်မင်းကြီးနန်းတက်ပြီးသုဒသနအကုန်းမှာဖျားရှင်ရဲ့စံတော်လေးစုထာပနာထားတဲ့ဈေးရီရှိချောင်းကြားသိပြီးတော့သုဒသနအကုန်းကိုရှာဖွေစေတဲ့အခါမှာခြုံနယ်ပိတ်ပေါင်းနေတဲ့ဖုံးနေတဲ့ဈေးရီကိုဖူးတွေ့ရပါတော့တယ်။အရင်နောက်အတောင်80ရှိတဲ့ဓာတ်တော်တိုက်တကားနေရံတွေကိုဖွင့်လှစ်ပြီးဆက်လက်တူးဖော်လျာရှေးဖျားသုံးစုရဲ့ပရိဘောဂထက်ရရွှေချောင်းဆောင်သုံးခုနဲ့ဂရမဖျားရဲ့စံတော်လေးစုကိုဖူးတွေ့ရပါတယ်။ ။အရင်နောက်ကုန်တယ်ညီနောင်တည်ထားခဲ့တဲ့ဈေးရီကိုသာသနာနဲ့126ခုနဲ့တပေါင်းလာဆန်းရှင်းရနေရစပြီးပြုပြင်မွမ်းမံလိုက်တာ လာပြေကျော်ရှင်းရနေမှာပြီးပါရယ်။ တက္ကရာ1136ခုနှစ်တဘူရဲလာပြေကျော်စနေရနေ့မှာအလောင်းမင်းတရားဟာပြည်မျိုးကိုမွန်ရွေစီရနေတင်ပိုင်ပြီးညမှာပဲဇေရီမြတ်ရဲ့ရင်မြတော်ဘုကိုတက်ရောက်ပြီးတော့ဖူးမြော်ရာရွှေစံတော်ဇေရီတော်မြတ်ကြီးမှာရွှေထီးတော်တင်လူလိုတဲ့စိတ်ဆန္ဒတဖွာဖွာဖြစ်ပေါ်လာတာကြောင့်တပေါင်းလာပြေနေ့မှာရခင်မွန်ဘီရင်တွေတင်လူခဲ့တဲ့ထီးတော်ကိုမဖယ်ရှားပဲနဲ့မြမထီးတော်ကိုဆင့်ပြီးတော့တင်လူခဲ့ပါတယ်အနာကြောင့်လေးစုတက်ပြောင်းရွှေစံတော်ဇေယတော်မြတ်ကြီးမှာထီတော်နှစ်ဆင့်ရှိနေခြင်းပဲဖြစ်ပါရယ် ထီတော်နှစင်ရှိနေခြင်းအားဆိုရင်တော့ရွှေစံတော်ဇေဒီရဲ့ထူးခြားချက်ဖြစ်ပြီးထီတော်နှစင်ကိုပုံစံပြုပြီးတော့တီမြို့ဝင်းကျင်နဲ့အနီးအပါမြို့နယ်တွေမှာဇေဒီပထိုးတွေတည်ထားကိုးကွယ်တဲ့အခါမှာထီတော်နှစင်ပြုလုပ်ပြီးတော့တင်လူပူဇော်တဲ့အစံလာဖြစ်ပေါ်လာခဲ့ပါတယ်။အင်းဝါခေမြမသမိုင်းမှာအရေးပါတဲ့ဖြစ်ရတဲ့ရက်လေးစုတက်ပြောင်ရွှေစံတော်ဇေဒီတော့ရင်းမြစ်တော်ပေါ်မှာဖြစ်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်ရဆိုရင်တော့အင်းဝဘရင်မင်းကောင်နဲ့မွန်ဘရင်ယာစာဒရက်တို့ဟာတကယ့်ရဲ့969ခုနဲ့မှာဇေယီတော်မြတ်ကြီးရေမြင့်တော်ပေါ်မှာတစ္ဆာပြုပြီးငြိမ်းချမ်းရယူခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ဒါလို့ねဘယင်အဆက်ဆက်ဇေရီကြီးကိုပြုပြင်မွမ်းမံလာရကနေတက္ကရဲ1220ကြီးနဲ့ဝါကောင်လာပြည့်ညနေ3နာရီချိန်ပြည်မြို့မှာပြင်းထန်တဲ့မြင်းကလေးကြီးလှုပ်ခဲရာဇေရီတော်မြတ်ကြီးရဲ့ခေါင်းလောင်းမောက်ထိပြိုကျပျက်စီးခဲ့တာကြောင့်မင်းတော်မင်းရဲ့အလူငွေကျပ်2000နဲ့ရဟန်းရှင်လူတွေရဲ့ထဲဝင်ငွေတွေနဲ့တူစုပေါင်းပြီးလေးစုဓာတ်ပြော်ရွှေစံတော်ဇေရီတော်ကိုပြန်လည်ပြုပြင်ခဲ့ကြပါတယ်အခုခါမှာဆိုရင်တော့လေးစုဓာတ်ပြော်ရွှေစံတော်ဇေရီတော်မြတ်ကြီးဟာသူရတနာတောင်ထမ်းမှာရွှေတောင်ကြီးပမာ တပည့်စွာနဲ့တည်ရှိနေပြီးဂျမာနတ်လူသုံးပုံသူတို့ရဲ့ပူဇော်ထူးကိုခံယူလျက်ရှိနေကြပါတယ်ပရိသတ်ကြီးတို့ရေဒီနေ့တော့တော့တလောင်းနဲ့နောက်ဆက်ခွင့်ပြုပါအသေးသေးသောကြောင်းရနဲ့ပြန်လာခဲ့ပါမယ်ရှင်